အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ကျွန်တော်ဒီညကနေပြီးတော့အဆုံးမကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲ့ဒါကျွန်တော်ဒီ အပြောင်းရွှေ့ရာသီလာမဲ့ရောင်းရွှေ့ရာသီမှာဒါလစ်ဗာပူးတင်းနဲ့တော်တော်လေးကိုအလုတ်ရှုပ်မဲ့တာအပြောင်းရွှေ့ရာသီတခုလို့ပြောမယ်ဆိုတော့ကျွန်တော်လည်းမှားမဟုတ်ဘူးဒီနေ့မှာကျွန်တော်တို့ကအဝင်ကြီးပဲမဟုတ်ဘဲနဲ့အထွက်တီမှာလည်းလစ်ဗာပူးတင်းနဲ့ငွေတော်တော်လေးကိုပြန်ရှာနိုင်မယ်လို့လစ်ဗာပူးတင်းကသတ်မှတ်ထားတယ်။ဒါ့ပြင်လစ်ဗာပူးတင်းနဲ့လာမဲ့နေရာဒီမှာအလုတ်ရှုပ်ဆုံးစက်တာဖြစ်မှာကကန်ဆယ်ပိုင်းလို့ကျွန်တော်အနေနဲ့သိရတဲ့တည်းမှာပါတယ်။လက်ရှိမှာသိကြတယ်မှာလစ်ဗာပူးတင်းကတော့ကျွန်တော်အဝင်မှာဒါဖူးဘက်စားသမားတွေဝင်မဲ့အပြင်ကိုအထွက်မှာလည်းဒါကျွန်တော်တို့လက်ရှိမှာစင်တာဘက်စားသမားတွေထွက်ဖို့အတွက် တာဆူနေတဲ့အတင်းမှာပါပါတယ်အဲ့တော့လက်ရှိမှာလီဗာပူးအတင်းကြောင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်အမျိုးမျိုးပြောလို့ရရတယ်မဟုတ်ပါဒါပေမဲ့လီဗာပူးအတင်းကလာမယ့်နေရာဒီမှာသူတို့ရဲ့အဓိကကစားသမားတချို့ကိုအတင်းမှာသာထားပြီးတော့လာမယ့်နေရာဒီမှာသူတို့ရဲ့ဒါခံစစ်ကစားသမားတွေကိုတော့အတင်းကနေပြီးတော့ဒါကျွန်တော်တို့တရားဝင်ထွက်ခွာခွင့်ပေးသွားပြီးတပ် အေးပေါ့ထိုက်တင်တဲ့ဒါကျွန်တော်တို့တန်ကြီးတစ်ခုသာရှိမယ်ဆိုရင်တော့ဒါကျွန်တော်အသင်းကနေပြီးတော့ပေးပြီးတော့ထွက်ခွာသွားမယ်လို့ကျွန်တော်သိရတဲ့မှာပါတယ်ပေါ့အဲ့တော့လက်ရှိဒါကျွန်တော်ဒီကစားသမားတွေဒါနောက်တန်းကစားသမားတွေဘယ်ကစားသမားထွက်ခွာနိုင်မလဲဆိုတဲ့ဥစ္စာထက်လက်ရှိမှာဒီအသင်းတွေနေနေဘယ်ကစားသမားတွေစိတ်ဝင်စားနေတယ်ဆိုတဲ့ဥစ္စာလေးကျွန်တော်နည်းနည်းလေးပြောအောင်အဲ့တော့ ပထမဆုံးအနေနဲ့ပြောမှာဂျိုကိုမက်စ်လက်ရှိမှာဂျိုကိုမက်စ်ကလည်းရှိလီဗာပူးပြိုင်သက်တည်းရတာကျွန်တော်တို့ဟိုကောက်ဟီးရိုးလို့ပြောလိုက်ရပါဘောလီဗာပူးအသင်းမှာဒါလူအပ်ပြီဆိုရင်အမြဲတမ်းလို့လို့ဒါကျွန်တော်တို့အသင်းအတွက်ပါဝင်ကူညီပေးပြီးဒါကျွန်တော်တို့နေရာစုံမှာဆန္ဒပဲနေရာစုံမှာဆော့လိုက်ရတယ်။သူမဆော့ဘူးတဲ့နေရာကလည်းမရှိတော့ပဲ LB LCB RCB RB ဘောနော်အဲ့တော့ဂျိုကိုမက်စ်ကနေရာတိုင်းတုံးလို့ရတယ်ပြီးတော့ဒါအင်္ဂလန်နိုင်ငံသားလည်းဖြစ်တဲ့အတွက်ကြောင့်မို့ဒါ ညူကာဆယ်ယူနိုက်တက်ကစိတ်ဝင်စားတယ်ညူကာဆယ်ယူနိုက်တက်အသင်းတွေနဲ့လာမင်းနွေရာဒီမှာလစ်ဗာပူးအသင်းရဲ့ကစားသမား၂ယောက်ဖြစ်တဲ့အင်္ဂလန်ကစားသမား၂ယောက်ဖြစ်တဲ့ဂျိုဂိုမက်စ်ကောဂျရက်ခွန်ဇာကို၂ယောက်လုံးကိုလစ်ဗာပူးအသင်းကခေါ်ယူခြင်းတဲ့တယ်မှာပါတယ်အဲ့တော့ပြောချင်တာဒီနေရာလို့ရဲ့အခြေအနေမှာဘယ်လိုရှိလဲဂျိုဂိုမက်စ်ကလက်ရှိမှာလစ်ဗာပူးမှာရှိနေတာကြာပြီဆိုတဲ့ feeling ဖြစ်ပေမဲ့ကစားသမားငယ်သေးတယ်28နှစ်ပဲရှိသေးတယ်ကျွန်တော်လည်းကျွန်တော်လည်းကျွန်တော်လည်းလို့ဆိုတာကျွန်တော်ကျွန်တော်ထက်ဟို9နှစ်လောက်ကြီးတာဗောနောကျွန်တော်လည်း10နှစ်လောက်ကြီးတယ်ဗောကျွန်တော်16နှစ်သားပဲရှိသေးတော့ကျွန်တော်လည်း10နှစ်လောက်ကျွန်တော်လည်းဟို10နှစ်လောက်ကြီးတဲ့ကစားသမားဗောနောအဲနောက်တော့ဘာမှ ော်ပြီးမှလည်းကျွန်တော်တို့ဒါကျွန်တော်နဲ့အသက်တူတူလောက်ပဲရှိတဲ့ကစားသမားတယောက်လို့ပြောလို့ရအဲ့တော့လက်ရှိမှာ Jogo Max ကစာချုပ်တက်တန်းရနှစ်နှစ်ကြံသေးတယ်ဒါလက်ရှိအခြေအနေတွေအရဆိုရင်တော့ဒါ Jogo Max ကတော့ဒါအဲ Lucas ရဲ့ radar ထဲမှာရှိတာမနစ်ကလေးကရှိတယ်လို့ပြောလို့ရတယ် ဒါလက်ရှိမှာလီဗာပူးကလည်းပြတ်သားတယ်ဗျာဂျိုကိုမက်စ်ကိုမှတ်နေကြတဲ့ကအားဒါကျွန်တော်လီဗာပူးအသင်းအနေနဲ့စာချုပ်တန်တန်း3နှစ်ကြာနေချိန်မှာယူရိုတန်း90အနည်းဆုံးသတ်မှတ်တယ်မမှန်ရမနစ်ကလီဗာပူးအသင်းကဘယ်လောက်ထိတော်မှရဲတင်းခဲ့လဲဆိုတော့ဂျိုကိုမက်စ်နဲ့အန်တိုနီဂေါ်ဒန်နဲ့ဒက်လေမလာဆိုတဲ့ဒါအချိန်တွေတခုထိတော်မှလီဗာပူးရဲ့ဒါကျွန်တော်ပိုင်ရှင်အနေနဲ့ရဲတင်းခဲ့တဲ့ရှိပါအဲ့တော့ဒီနှစ်မှာရလို့လုံးလုံးမရဘူးလို့မြင်တယ်ဒါပေမဲ့မြေသွေးပင်ဆိုစကမျိုးလီဗာပူးအသင်းနဲ့ဒါကို leverage တခုနဲ့တုံးသွားနိုင်တယ်ဂျိုကိုမက်စ်ကဂျယ်ရက်ခွန်စာ2ယောက်ပြီးမယ်ငွေသားတချို့ပေးပြီးတော့ဒီနေရာမှာနောက်ကနေပြီးတော့ အီးဆက်ရဲ့အပြောင်းရွှေ့မှာဒီနှစ်ယောက်လုံးကတသိတသိသားအနေနဲ့သုံးသွားတယ်။ဒါပြဿနာတစ်ခုရှိတယ်။လီဗာပူးမှာအခုလက်ရှိမှာဂျရန်ခွန်ဇာကိုဂျူဂိုမက်စ်ကိုနှစ်ယောက်လုံးထွက်လို့ရတဲ့အချိန်ဒီမှာရှိမနေဘူး။လီဗာပူးမှာအခုလက်ရှိမှာကူနာတေးဒါကျွန်တော်ဗာဂျာဗန်နိုက်ဂျရန်ခွန်ဇာဂူမက်ဆိုတဲ့ဒါစန်တာဘက်၄ယောက်ပဲရှိရချင်းမှာဒီနှစ်ယောက်ကိုဒါလီဗာပူးတင်းကပေးထွက်လိုက်မယ်ဆိုလာမယ့်နေရာဒီမှာစန်တာဘက်လီဗာပူးတင်းကဝဲကိုဝဲရမယ်တဲ့မှာပါတယ်။အဲ့တော့အီးဆက်ကိုရသွားမှာမယ်ခန်းစစ်ပိုင်းအားနည်းသွားနိုင်တဲ့လီဗာပူးဘက်ကဒါဟာထိုးနှက်ချက်ဖြစ်သွားနိုင်တယ်။အဲ့တော့လီဗာပူးဘက်ကတော့ရှင်းနေဒါကျွန်တော်တို့အာဂျူဂိုမက်စ်ကိုအခုလက်ရှိမှာဒါကျွန်တော်ယူရိုတန်း90စီးသတ်မှတ်ထား ကနေပြီးယူရို35နဲ့30ကြာရမယ်ဆိုရင်တော့ဂျိုကိုမက်စ်ကိုလာမယ့်နေရာဒီမှာဒါကကျွန်တော်ညူကာဆယ်အသင်းစီရောင်းသွားဖို့အတွက်ကြံစည်လာရဆွတ်တရင်ထွက်လာခဲ့အဲ့တော့ဂျိုကိုမက်စ်ကလိုဘူးပရိသတ်တွေကသဘောကျပေမဲ့အကယ်၍ဒါအသင်းအတွက်အထောက်ကူပြုနိုင်မယ့်ငွေတစ်ခုကိုရှာပေးနိုင်မယ်ဆိုရင်တော့ဘဒူးမဆိုအသင်းကနေထွက်ခွာခွင့်ပေးသွားမှာဖြစ်တယ်လက်ရှိမှာ market value ရဆိုရင်တော့ဂျိုကိုမက်စ်ကလက်ရှိပေါက်ဈေးရယူရို25သန်းဘတ်ချာလဲဝင်းကျင်ကြရပေါက်တယ်ဆိုပြီးတော့ transfer market ကရေးတင်ထားတာတွေ့နေမယ်အဲ့တော့ပြောချင်တာကလက်ရှိမှာလိုဘူးသင်းက transfer market ထက်ပိုပြီးအများနဲ့ရောင်းလို့ရတဲ့ကစားသမားရောင်းနေကြဖြစ်တယ်ဖာဘီညိုတို့ဟန်တိုတို့တောင်မှလက်ရှိ ှမှာဆော်ဒီတို့အုပ်စုကိုဒါဈေးတင်ပြီးရောင်းခဲ့တဲ့အတည်းမှာပါတယ်တော့မှာအဲ့တော့ဒါလီဗာပူးကကစားသမား အာနိုးကိုလည်းဆုံးရှုံးထားရတဲ့ကြောင့်တို့အနေနဲ့ခုချိန်မှာဘတ်ဂျက်အရတော်တော်လေးကိုပြန်ရှာမိတယ်မှာပါတယ်အမီတို့ပင်ဆိုစီကမှကျွန်တော်ဂိုမက်စ်ကြီးဖြစ်မှာဂျယ်ရက်ခွန်ဆာအကြောင်းပြောခွန်ဆာကိုတော့ဒါပါစနယ်လီယာကိုကျွန်တော်အနေနဲ့ပုံကူကြီးရပြောစရာလူလာကဂျယ်ရက်ခွန်ဆာကိုပါစနယ်လီယာအာနီစလော့ကသဘောကျတယ်ဒီမှာမရှိဘူးမရှိသုံးသုံးနေရတာမှတ်ပေမဲ့ခွန်ဆာကိုဒါလက်ရှိနီးပြဖြစ်တယ်အာနီစလော့ကတော်တော်ကြီးကိုသဘောမကျတယ်ဒီမှာပါတယ်သူကိုယ်တိုင်ယာတီစကြတဲ့ခွန်ဆာကစားပုံကသူနဲ့မကိုက်ပဲနဲ့ဒါကျွန်တော်တို့သူ့အနေနဲ့ဒါနောက်ပိုင်းပွဲစဉ်မှာခွန်ဆာပုံပြီးပြောင်းလဲရမယ်ဆိုပြီးပြောထားခဲ့တယ်မမေရခွန်ဆာကဒါကျွန်တော်ကူနာတေးတက်ကြော်ပြီးတော့မှအာနီစလော့ရဲ့လက်ထက် က်မှာနေရာပူရဖို့အတွက်ဒါထင်ကြီးပေးခဲ့မှာတကယ်တည်းတုံးတဲ့အချိန်မှာခွန်စာကိုအာနီဆိုတော့လည်းတော်တော်လေးအဆင်မပြေခဲ့ဘူးဒါပေမဲ့ကျွန်တော်ခွန်စာကနောက်ပိုင်းပုံစံမှာဒါကျွန်တော်တော်တော်လေးကိုနေရာမရလာဘူးဒါကျွန်တော်တို့ဒါ FA ဘလာဘာညာမာတာဒါကျွန်တော်ကာရာဘောက် FA ဘလာမာတာနေရာတချို့ရခဲ့ပေမဲ့တကယ်တမ်းတချို့နေရာတွေမှာဒါကျွန်တော်တို့လုံးဝနေရာမရခဲ့ဂျိုကိုမက်ဆောင်သူ့ကိုကြော်ပြီးနေရာရခဲ့တဲ့ပွဲစဉ်တွေရှိခဲ့တယ်ပေါ့အဲ့တော့ပြောစင်တာခွန်စာအနေနဲ့အခုလက်ရှိမှာအသက်ရွယ်အဖြစ်တော့ငငယ်လေးရှိသေးတယ်အသက်ရွယ်ပဲ22နှစ်ပဲရှိသေးတယ်ကြောင်သူ့အနေနဲ့အနာဂတ်မှာဒါကျွန်တော်တို့နံပါတ်1နေရာခံစစ်မှုလူချင်းတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့အခုလက်ရှိဒါတစ်ဖက်ကယူကာဆယ်ယူနိုက်တက်အသက်ကြီးမားလာပြီတဲ့ဒန်ဘန်ဒန်မကြာခဏရတဲ့7ဘော့ဒ်မန်ဖေဘီယန်ရှာဒီလိုကစားသမားတွေကိုအစားထိုးနိုင်ဖို့အတွက်သူ့အနေနဲ့ယုံကြည်ထားတယ်မှာပါအဲ့တော့ ခွာစာကလည်းခုနကကျွန်တော်ပြောခဲ့တယ်လို့ပဲဒါကျွန်တော်တို့လက်ရှိမှာ Newcastle United အသင်းတွေစိတ်ဝင်စားခြင်းခံနေရတဲ့ကစားသမားတယောက်ဖြစ်တယ်။လက်ရှိအချိန်မှာဒါကျွန်တော်တို့ခွာစာကစာချုပ်တက်တန်းရခုနဂျိုဂိုမက်ဆရာပုံများသေးတယ်။2029ဒီစာချုပ်တက်တန်းရှိရကြောင့်မို့ဒါကျွန်တော်ဗဇက်ထဲကနေပြီးတော့ဒါတောင်းလို့ရတဲ့ဈေးရှိတယ်။ကျွန်တော်ခွာစာအနေနဲ့ခုလက်ရှိမှာဒါဂျိုဂိုမက်ဆနဲ့မတိမရိပ်ဈေးတစ်ခုဖြစ်တဲ့ဒါ Euro 25တန်းဖြစ်တယ်။အဲ့တော့ဒီကစားသမားတယောက်ကလက်ရှိမှာဒါကျွန်တော်တို့ transfer market ဈေးတွေရို25 25ပဲဒါပေမဲ့ပြဿနာကခွန်စာရဲ့စာချုပ်တက်တမ်းပဲစာချုပ်တက်တမ်းကအင်မတန်မှကြီးမားလွန်းတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါကျွန်တော်ခွန်စာကိုရောင်းမယ်ဆိုရင်သူတို့ပတ်စံထဲကဈေးဥဖြစ်တယ်အဲ့တော့ လက်ရှိမှာအက်ဒီဟောက်ကလည်းဒါအင်္ဂလန်ကစားသမားမှာအင်္ဂလန်ကစားသမားဖြစ်တဲ့အတွက်ကြောင့်ခွန်ဇာကဂျိုဂိုမက်စ်ကိုနှစ်ယောက်လုံးကိုဈေးသက်သက်သာသာနဲ့ရနိုင်မယ်လို့ထင်ပြီးတော့ညူကာဆယ်ယူနိုက်တက်ကိုခေါ်ဖို့အတွက်တောင်းဆိုထားတယ်။ညူကာဆယ်ယူနိုက်တက်အသင်းနဲ့လည်းဒါခုနကပြောလို့ပဲသူတို့အနေနဲ့ဒီကစားသမားတွေကိုအီးဆက်ပေးစရာမလိုပဲခေါ်နိုင်လိမ့်မယ်လို့ယုံကြည်တယ်။တစ်ဖက်ကလီဗာပူးကတော့ရှင်းတယ်အီးဆက်ကိုလိုချင်တယ်ဒီကစားသမားနှစ်ယောက်ကို leverage တစ်ခုအနေနဲ့တုံးပြီးတော့သူတို့အနေနဲ့ဒီကစားသမားတွေကိုခေါ်ယူသွားဖို့အတွက်အကြီးအကျယ်ကြိုးစားသွားမယ်တဲ့မှာပါတယ်။ဒါကလက်ရှိအနေထားပါ။အဲ့တော့ဒီနားမှာလီဗာပူးတင်ကရက်တက်နေမှာပဲနဲ့ဂိုးသမားအရင်နေမှာလဲကျွန်တော်တို့က ခုနေတော့ဒါကျွန်တော်တို့ဟိုကာမင်ကိုဘယ်လိုလဲမသိပြောတာကျွန်တော်မပြောတတ်ဘူးပေါ့နော်ဒါပါတို့တို့ရဲ့ဒါဟို Ireland Asset နဲ့ပြောတာကျွန်တော်တော်တော်လေးကိုမိုက်တယ်ဒါမှခါပါကယ်လဟာပဲကျွန်တော်ပြောကယ်လဟာကိုလည်းလက်ရှိမှာစိတ်ဝင်စားတဲ့ club တွေအများကြီးရှိတယ်ကယ်လဟာကိုလက်ရှိမှာဒါကျွန်တော်တို့တန်တက်လာတဲ့ club တွေဖြစ်တဲ့ Leeds United ကစိတ်ဝင်စားတယ် Burnley ကလည်းလက်ရှိမှာတို့အနေနဲ့ဒါ James Trafford ကိုဒါ Newcastle City ကိုရှုံရှုံခဲ့ပြီဆိုရင်တော့ကယ်လဟာကိုတို့ရဲ့ကိုယ်သမားအနေနဲ့စိတ်ဝင်စားအဲ့တော့တန်တက်လာတဲ့အသင်းနှစ်သင်းကလက်ရှိမှာဒါကျွန်တော်ကယ်လဟာကိုလာမယ့်ຫນွေရာသီအတွက်တို့အနေနဲ့တော်တော်လေးကိုစိတ်ဝင်စားတယ်လို့သိရ Leeds United လက်ရှိကိုယ်သမားကို ့သူတို့ကမကြိုက်ဘူးဒါပေမဲ့ကျွန်တော်တို့ဟိုဘန်လီကလည်းလက်ရှိမှာအကဲ James Trafford တာထွက်ခဲ့မယ်ဆိုကာလင်ဟာကအကောင်းဆုံးညီသားရပြက်မယ်လို့ကြားသိရတယ်မှာပါတယ်အခုလက်ရှိကာလင်ဟာကိုဒါကျွန်တော်တချို့သောအသင်းတွေပရီးမီယာလီဂ်အသင်းတွေရှီရင်ဆိုအသင်းတွေကလည်းစိတ်ဝင်စားပြီးသားပြောနေတယ်မှာပါတယ်လက်ရှိမှာဒါကျွန်တော်ကောလာဟာလာတွေရဆိုရင်ဒါကျွန်တော်တို့ဒီဘဘူးတင်းရဲ့အရန်ဂိုးသမားကိုဒါကျွန်တော်တို့ Brentford တို့အုပ်စုကလည်းအရန်ဂိုးသမားအနေနဲ့ဒါ Flacken ရဲ့နောက်မှာထားပို့တဲ့စိတ်ဝင်စားတယ် Brighton ကလည်းကာလင်ဟာကိုစိတ်ဝင်စားတယ်အဲ့တော့ပြောချင်တာကာလင်ဟာကလက်ရှိမှာတော်တော်လေးကိုလူကြိုက်များတဲ့ကစားသမားတွေနဲ့ပါတယ်လက်ရှိမှာကာလင်ဟာကဒါကျွန်တော်တို့ စာချုပ်သက်တမ်းအရာဆိုရင်တော့ဒါကျွန်တော်တို့2026မှာကုန်မယ်စာချုပ်သက်တမ်းတစ်နှစ်ပဲကျန်တဲ့ကစားသမားဖြစ်တဲ့ကြောင့်လီဗာပူးက0အများကြီးတောင်းလို့မရအောင် current market value မှာဆိုရင်ဒီကစားသမား euro 22နှစ်တန်းလောက်နေနေရှိရကြမို့ဒါလီဗာပူးသိနေဒီကစားသမားကနေပြီး euro 15 20လောက်ထိရှာလို့ရတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။နောက်ဆုံးဒါ transfer market ရေးထားတဲ့သတင်းတွေအရာဆိုရင်တော့ဒါ kale ဟာကိုနောက်ဆုံးအချိန်အဓိကစူးစမ်းမဲ့သတင်းတွေမှာ whatsapp တင်ပါတယ်လို့ကြားသိရတယ်မှာပါတယ်။ whatsapp တင်ကသူတို့ရဲ့လက်ရှိအဓိကဂိုးသမားဖြစ်တဲ့ ariola ကလုံးဝအားကိုးလို့မရတဲ့ကြောင့်မို့ kale ဟာကသူတို့ရဲ့အနာဂတ်ဂိုးသမားတွေတယောက်ဖြစ် ်လာနိုင်မယ်လို့သူတို့အနေနဲ့သူတို့ယုံကြည်ထားတယ်မှာအဲ့တော့လက်ရှိမှာဒါ Liverpool ရဲ့ခံစစ်ကောဒါနောက်တန်းကစားသမားတွေရောလက်ရှိမှာတော်တော်လေးကိုလူစိတ်ဝင်စားပြီးဝယ်ခြင်းတဲ့ကစားသမားတွေဖြစ်နေတယ်ဒီကစားသမားအယောင်ကနေ Liverpool တင်းနဲ့တော်တော်လေးကိုမျိုးမြဲရဖို့ရှိတယ်လို့လည်းကျွန်တော်အနေနဲ့မြင်တယ်အဓိကကဒါ Jared Khwanza နဲ့ Joe Gomez ပေါ့နော်ဒါကျွန်တော်အနေနဲ့ပြောမှဆိုတော့ Joe Gomez က Jared Khwanza နှစ်ယောက်လုံးကိုတော့ Liverpool တင်းရောင်းချသွားမယ်တော့မသိဘူး Liverpool လို့ Cassie Coke အနေနဲ့အခုလက်ရှိမှာ FG လို့ Cassie Coke တွေအနေနဲ့ဆိုရင်တော့ဒီကစားသမားတွေရောင်းချသွားမယ်ဆိုတော့သူတို့ပြန်ဝယ်ရမယ့်ဈေးက ဒါပို့ပြီးများတယ်တမအခုလက်ရှိမှာဒါစဉ်းစားကြည့်လေဆန္ဒပတ်တွေပြန်စဉ်းစားကြတာဟင်ကာဘီတို့ဘာလို့ဆိုလဲဒါအနည်းဆုံးယူရို190တန်60ရှိရတဲ့ကြောင့်မလို့ အကယ်၍ Google Maps နဲ့ခွန်စာကူတာကို leverage ပုံစံမျိုး e-sat ကိုတုံးခဲ့မယ်ဆိုရင်တော့မှဒါဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ကျွန်တော်အမြင်နဲ့မြင်ကြည့်တယ်ဒီမှာပါတယ်အဲ့တော့မီသို့ပင်စူစီကမူဒါလက်ရှိမှာ Liverpool တင်းကလာမယ့် New Year ဒီမှာနောက်တန်းဒါဝင်းကျင်မှာအလုပ်လုပ်ရမယ်ဆိုတော့တော်တော်လေးကိုများတယ် left back နေရာမှာ Caracas right back နေရာမှာ Frank Bong စာရဘက်နှစ်ယောက်နေရာမှာခုနအရန်ကစားသမားတစ်ယောက်အကယ်ခွန်စာကို Google Maps ကိုနှစ်ယောက်ထည့်ရတစ်ယောက်ဒါမှနှစ်ယောက်လုံးထွက်ခဲ့မယ်ဆိုရင်ဂူသမားနေရာမှာလည်း Kaleha ရဲ့အရန်ဒီသားမှာ Kaleha ကတော့ဒါထွက်မယ်ခုနလာမယ့် New Year ဒီမှာ Mama Dish Philly လာမှာဖြစ်တဲ့ကြောင့်လို့ဒါကျွန်တော်ထင်တယ် လီဆင်ဘက်ကအရန်ဖြစ်သွားမယ်လို့မြင်တယ်အဲ့တော့ဘလူဘလူဖြစ်လာမှကျွန်တော်တခြားဆောင်ကြည့်ရမယ်စိတ်ဝင်စားဖို့ကောင်းမဲ့အခြေအနေတခုကိုရောက်သွားမယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုတာပေါ့ကိုညီလူရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတွေလေးလေးတွေကိုထည့်ပေးထားခြင်းမျိုးကြောင့်ဆိုကိုညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရ။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြည့်ဒီမှာကျွန်တော်တောင်းပန်ပြပါဗျာ။ Det var op,